အားလုံးပဲမင်္ဂလာပါ။မြောင်းအင်တာတိန်မန့် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ပရိသတ်တွေနေကောင်းကြပါရဲ့လား။သင်ယထားနဲ့ခྱི་တော်ဘူးပါဒလား။မြန်မာနိုင်ငံမြောက်ဖြားပိုင်းမြကြီးနားမြို့ကနေတောင်ဖက်အစုံကောတောင်မြို့အထိကိုယထားနဲ့တော်မယ်ဆိုရင်၉နိုင်ကြီးပဲကြာမယ်ဆိုရင်သင်ယုံနိုင်ပါမလား။ဟုတ်ပါတယ်။သင်တွေးနေသလိုပါပဲ။ကျွန်တော်တို့နိုင်ငံမှာမြကြီးနားကနေကောတောင်အထိယထားလည်းမရှိသလိုတကယ်လို့ရှိခဲ့မယ်ဆိုရင်လည်း၉နိုင်ကြီးနဲ့ဘလို့မှမရောက်နိုင်ပါဘူး။အနည်းဆုံး၂ရက်ခྱི་တော့ကြာမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့တရုတ်မှာဆိုရင်တော့ဒါကဖြစ်နိုင်ပါတယ်2018ခုနှစ်စက်တင်ဘာလမှာဟောင်ကောင်ကဘေကျင်းကိုတိုက်ရိုက်အမြင်အထားတစ်ခုဖွင့်လှစ်ခဲ့ပါတယ်အဲ့ဒီအကော်ဝဲဟာမြန်မာနိုင်ငံမှာဆိုရင်မြကြီးနားကနေကော့တောင်းမြို့အထိအကော်အဝဲနဲ့တူညီနေတာပါအဲ့တော့အကော်ဝဲကိုယထာနဲ့၈နာရီ56မိနစ်နဲ့အရောက်သွားနိုင်ပါတယ် ဒီတက်ပေါ်ပြီးအထင်ကြီးစရာကောင်းတာကလွန်ခဲ့တဲ့စနစ်ကျော်2008ဘီဂျင်အိုလံပစ်ပြိုင်ပွဲကလေးကတရုတ်ရဲ့မြင်နှုံးမြင့်ရထားလန်းကွန်ရက်ဟာဒီလိုအဆင့်မြင့်နေတာပါ2008တုန်းကတရုတ်အမြန်ရထားလန်းကွန်ရက်ဟာရှန်ဟိုင်းလေဆိပ်ကနေရှန်ဟိုင်းမြို့ဆင်ဂျေဘုံအထိ16မိုင်ရှိတဲ့မက်ဂလက်အမြန်ရထားလန်းတစ်ခုဘေကျင်းကနေပြီးတော့ကန်ယိုတန်မြို့ဖြစ်တဲ့တီယန်ဂျင်းအထိရိုးရိုးအမြန်ရထားလန်းတစ်ခုပဲရှိတာပါ စနစ်ကြော်ကြပြီးနောက်ဒီကနေ့မှာတော့တရုတ်ရဲ့အမြန်ရထားလဲကွန်ရက်ဟာအခုလိုပဲကြည်ပြန့်လာခဲ့ပါတယ်။တရုတ်ရဲ့အမြန်ရထားလဲကွန်ရက်ဟာပြင်သစ်နိုင်ငံထက်၈ဆ၊ဂျပန်နိုင်ငံထက်၁၀ဆ၊ UK ထက်အဆ၂၀နဲ့အမေရိကန်နိုင်ငံထက်အဆ၅၀ပိုပြီးတော့ကြီးမားပါတယ်။အချက်အလက်တွေအရတရုတ်ရဲ့အမြန်ရထားလဲအရှိန်မိုင်ပေါင်းဟာကျန်တစ်ကမ္ဘာလုံးကအမြန်ရထားလဲအရှိန်မိုင်စုစုပေါင်းထက်ပိုပြီးတော့များပါတယ်။အချိန်တိုလေးအတွင်းမှာဒီလိုလှုပ်ဆောင်နိုင်ခဲ့တဲ့တရုတ်ကိုတစ်ကမ္ဘာလုံးကအန်အော်တော်ခဲ့ရပါတယ်။ ။တာမန်အားဖြင့်တော့အမြန်ထားလန်းတွေဟာနိုင်ငံချင်းပြီးတော့လူဦးရေတိတ်သေးစားများတဲ့ဂျာမနီ၊ပြင်သစ်နဲ့ဂျပန်လိုနိုင်ငံတွေမှာပဲပုံများလေးရှိပါတယ်။တရုတ်ကတော့နိုင်ငံကအလွန်ကြည်ပြီးတော့တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုလူဦးရေတိတ်သေးစားတိတ်ပြီးတော့မများပါဘူး။ဒါပေမဲ့တရုတ်နိုင်ငံရဲ့လူဦးရေအများစုဟာနိုင်ငံရဲ့အရှေ့ဘက်ပိုင်းမှာပဲနေကြတာဖြစ်တဲ့အတွက်အရှေ့ဘက်ပိုင်းတစ်ခုတည်းဆိုရင်လူဦးရေတိတ်သေးစားအလွန်များပါတယ်။အဲဒါကြောင့်မြို့ကြီးတွေဟာမြို့တစ်မြို့နဲ့တစ်မြို့နီးနီးကပ်ကပ်တည်ရှိနေပြီးတော့လေယာဉ်ခရီးစဉ်တွေထက်ယထာခရီးစဉ်တွေကပိုအဆင်ပြေနေတာပါ။ မိုင်350ကော်ဝဲတဲ့ရှမ်းရှာမြို့ကနေဂွန်ဂျိုးလိုခရီးစဉ်တွေဟာလေယံနဲ့ဆိုတနအီကြာပြီးတော့အမြန်ရထားနဲ့ဆို2နာရီနဲ့မိနစ်20ကြာပါတယ်လေယာစီဘရှစ်ကိန်လောက်ရတာတွေလုံချုံရဲအရာစစ်ဆဲတာတွေကိုထစ်ပေါင်းလိုက်မယ်ဆိုရင်ဒီလိုခကြီးတွေအတွက်ဇင်းလုံးတက်တာတာကိုထစ်မစင်းစားရင်တော့လေယာစီတာထက်အမြန်ရထားစီတာကပိုပြီးတော့အဆင်ပြေပါတယ်တရုတ်လောက်ရှည်လျားတဲ့အမြန်ရထားလင်းရှိတဲ့နိုင်ငံဒီကဘာမှာမရှိပါဘူးဥပမာအဖြစ်ဗေကျန်းရှန်ဟိုင်းအမြန်ထားလင်းဟာ650မိုင်အထိရှည်လျားပါတယ် ာမန်အဖြစ်ယထာလန်းတွေအတုံးပြုမှုကိုအဓိပ္ပာယ်ဖော်ပြဖို့အတော်ရှုပ်ထွေးပါတယ်။ဥပမာအဖြစ်ပဲရစ်နဲ့ဘာစီလိုနာဟာဘေကျင်းနဲ့ရှန်ဟိုင်းထက်မိုင်ပေါင်း900ပိုနီးပေမဲ့ဒီနေ့ကိုအမြင်ထားနှစင်းသာပြေးဆွေးပါတယ်။ဒါပေမဲ့လေယံအကျဉ်း20ထိပြန်တန်းပါတယ်။အခြားတစ်ဖက်မှာတော့ဘေကျင်းနဲ့ရှန်ဟိုင်းကိုဒီနေ့လေယံအကျဉ်း90ပြန်တန်းပြီးတော့အမြင်ထားလေးစစ်တစင်းပြေးဆွေးပါတယ်။ယထာတစင်းရှင်းစီဟာလူပေါင်း1200အထိတင်ဆောင်နိုင်တဲ့အတွက်ဘေကျင်းနဲ့ရှန်ဟိုင်းမြို့နှမျိုးကြားတည်ယူပို့ဆောင်ရေးမှာယထာတွေကအဓိကဖြစ်နေတယ်လို့ယူဆရပါတယ်။ ပဲရစ်ဘာစီလိုနာနဲ့ဘေကျင်းရှန်ဟိုင်းလမ်းကြောင်းတစ်ခုမှာနောက်ထပ်ကွေးပြားမှုတွေရှိနေပါသေးတယ်။ဘေကျင်းရှန်ဟိုင်းကအမြန်ရထားနဲ့၄နာရီ၂၈မိနစ်ပဲကြာပေမဲ့မိုင်ပေါင်း900ကျော်ပိုနေတဲ့ပဲရစ်ဘာစီလိုနာကတော့၆နာရီနဲ့25မိနစ်ထိကြာပါတယ်။နောက်တစ်ခုကတော့ဥရောပမှာယထားတွေထက်ပိုဈေးသက်တာပြီးတော့ထိရောက်မှုရှိတဲ့လေကြောင်းလိုင်းတွေကလွန်မိုထားတဲ့လေကြောင်းပို့ဆောင်ရေးကွန်ရက်တစ်ခုရှိပါတယ်။ Paris Barcelona လေယံလက်မှတ်ကို100ဒေါ်လာနဲ့ရနိုင်ပေမဲ့ဈေးအသက်သာဆုံး Beijing Shanghai လေယံလက်မှတ်တန်ဖိုးက84ဒေါ်လာအထိရှိပါတယ်။ တရုတ်နိုင်ငံအတွင်းကလေကြောင်းခရီးသွားလာမှုမှာလည်းသိပ်ပြီးထိရောက်မှုမရှိပါဘူး။တရုတ်နိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်း၃ခုဖြစ်တဲ့ China Southern, China Eastern, Air China တို့ရဲ့အချိန်တိကျမှုဟာ60ရာခိုင်နှုန်း66ရာခိုင်နှုန်းနဲ့63ရာခိုင်နှုန်းစီပဲအတည်တည်ရှိနေကြတာပါ။ဒီအတွက်အဓိကအကြောင်းရင်းကတော့ခေါင်းငယ်မှာလေယာဉ်လမ်းကြောင်းတွေကျက်နေလို့ပါပဲ။တရုတ်နိုင်ငံရဲ့လေပိုင်နဲ့အများစုကိုစစ်တပ်ကထိန်းချုပ်ထားပြီးတော့အရက်ဘက်လေယာဉ်တွေပြန်တန်းနိုင်တဲ့လေပိုင်နဲ့30ရာခိုင်နှုန်းပဲရှိတာပါ။ လေရန်တွေများပြီးတော့ပြန်တန်းရမယ့်နေရာများစွာမရှိတဲ့အတွက်လေကြောင်းလမ်းကျက်တင်မှုအချိန်ချင်းဖြစ်ပေါ်ကလမ်းကြောင်းဆင်းအောင်ဆောင်ဆိုင်နေကြရတဲ့အတွက်နိုင်ငံရဲ့လေကြောင်းလိုင်းတွေရဲ့အရှိန်တိကျမှုအဆင့်တက်မဲ့ချက်တွေဟာဆိုးရွားစွာကျဆင်းနေရတာပဲဖြစ်ပါတယ်။ဘေကျင်းနဲ့ရှန်ဟိုင်းလေရန်ခရီးစဉ်ဟာတကယ်ဆိုအရှိန်နှစ်နာရီဝန်းကျင်သာကြာမှာဖြစ်ပေမဲ့လေကြောင်းခရီးကိုနှောင့်နှေးစေနိုင်တဲ့အခြားအချက်တွေများစွာရှိနေတဲ့အတွက်အမြန်ရထားဟာဒီမိုင်ပေါင်း650ရှည်လျားတဲ့ခရီးအတွက်လူကြိုက်များတဲ့တည်ယူပို့ဆောင်ရေးစနစ်ဖြစ်လို့နေတာပဲဖြစ်ပါတယ်။ သို့တော့တရုတ်နိုင်ငံကအစားလမ်းကြောင်းတွေကတော့တိတ်ပြီးအသုံးမဝင်လာပါဘူး။ဥပမာအဖြစ်2014ခုနှစ်မှာလန်ဂျိုးမြို့နဲ့ဥရုံးရှိမြို့ကိုဆက်တွေ့ထားတဲ့အမြန်ရထားလင်းတဲတခုကိုဖွင့်လှစ်ခဲ့ပါတယ်။ဒီမြို့နှမြို့ဟာတရုတ်နိုင်ငံရဲ့စံနှုန်းတွေအရဆိုရင်အတော်သေးငယ်တဲ့မြို့တွေလို့ဆိုနိုင်ပါတယ်။ဒီမြို့နှမြို့စလုံးမှာလူဦးရေ3.5တန်းတာရှိပြီးတော့အဲ့ဒီမြို့နှမြို့ကြားမှာဆိုရင်လည်းမြို့ငယ်လေးတွေသာရှိနေတာပါ။ဒီမြို့နှမြို့ဟာမိုင်ပေါင်းတစ်ထောင်နီးပါးလဲဝေးကွာပါတယ်။လူတွေကအမြန်ရထားလင်းကိုအသုံးပြုကြပေမဲ့စီးပွားရေးအရာတော့တွဲရှည်မခိုက်လှပါဘူး။ လန်ကျုံးနဲ့ဥရုံးရှိရာအလွန်ငယ်လောတဲ့မျိုးတွေမဟုတ်ပေမဲ့ဈာမအရေးပါတဲ့အရာကြီးကြီးမားမားမရှိသလိုမိုင်းထောင်ချီဝေးတဲ့အတွက်လေချောင်းလိုက်အသုံးပြုဖို့မရွေးရှည်တာကအတိတ်ပေတော့မရှိပါဘူးဒီမျိုးနှမျိုးဟာလေရန်နဲ့တောမယ်ဆိုနှစ်နာရီခွဲပဲကြာမှာဖြစ်ပေမဲ့အမြန်ရထားလဲနဲ့တောမယ်ဆိုရင်တော့၁၇နာရီအထိကြာမြင့်နိုင်သလိုတိဆောက်မှုကုန်ချစရိတ်ဟာလည်းဒေါ်လာ၂၀ဘီလီယံအထိရှိခဲ့ပါတယ် ဒါဘာကိုဆိုလိုလဲဆိုရင်တော့ယထာတစင်ရှင်းစီရဲ့ထိုင်ခုံအလုံးအပြည့်အတွက်လက်မှတ်တစောင်းစီကိုဒေါ်လာ400စီနဲ့ရောင်းချရမယ်ဆိုရင်တော့မှပဲနှစ်30ကြာမှပဲတိဆောက်မှုကုန်ကျစရိတ်ကိုပြန်လည်ရရှိနိုင်မှာပါလက်တွေ့မှာတော့ယထာပေါ်မှာဘေးတော့မှခုံအပြစ်မပါသလိုလက်မှတ်ဈေးနှုန်းကလည်းဒေါ်လာ80သာကျတဲ့အတွက်အမြတ်ငွေရဖို့ဆိုတာဝေလာဝေးပါပဲ အမြန်ရထားလဲကလက်မှတ်ခရငွေတွေဟာတိဆောက်ရင်းနဲ့အခြားလေပတ်မှုဇေယျကိုမဆိုထားနဲ့လမ်းအတွက်လျှက်စစ်မီတာခါတောင်မကာမိပါဘူး။ဒါဆိုအစိုးရကဘာလို့ဒီအမြန်ထားလဲအပေါ်မှာငွေတွေများစွာအကုန်ကျခံရတာပါလဲ။ဘာကြောင့်လဲဆိုရင်တော့နိုင်ငံရေးကြောင့်ဖြစ်ပါတယ်။ဥရုံးရှိမျိုးဟာရှင်ကျန်းပြည်နယ်ရဲ့မြို့တော်ဖြစ်ပါတယ်။တရုတ်နိုင်ငံလူဦးရေရဲ့ကိုးစင်းနဲ့ရခိုင်တို့ဟာဟန်တရုတ်တွေဖြစ်ပေမဲ့ရှင်ကျင်းပြည်နယ်ဟာအဓိကအဖြစ်တရုတ်နိုင်ငံရဲ့လူနေစုတိုင်းရင်းသားတွေကတမျိုးဖြစ်တဲ့ဝီဂါတွေနေထိုင်တဲ့ဒေသဖြစ်ပါတယ်။ ဝီယာရီဟာတရုတ်ကနေခွေးထွက်ဖို့အတော်လေးကိုပြင်းပြင်းထန်ထန်လှုပ်ရှားနေရတာဖြစ်ပြီးမကြာခဏဆိုသလိုအကြမ်းဖက်မှုတွေဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဘေဂျင်းဘဟုအစိုးရအနေနဲ့ရှင်ကျင်းဒေသကိုကြံပီနေရလိုပဲပေါင်းစည်းစေလိုပါတယ်။ဒါကြောင့်ဟန်တရုတ်တွေကိုရှင်ကျင်းဒေသကိုပြောင်းရွှေ့နေထိုင်စေပြီးတော့ဝီယာတွေကိုပြန်လည်ထူထောင်ရေးစခန်းလိုခေါ်တဲ့အကျဉ်းစခန်းတွေမှာအကျဉ်းချထားပြီးအတင်းအကျပ်နီးလန်းမျိုးစုံနဲ့ခွေးထက်ရုပ်ကိုတားဆီးနေတာပါ။ အမြန်ရထားလဲဟာချန်ကျန်းကိုဘေကျင်းနဲ့ပိုမိုနီးစက်ဖို့လှုပ်ဆောင်တဲ့နီးဗျူဟာတွေကတခုဖြစ်တဲ့ဆိုတာကိုရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါတယ်တရုတ်ဘဟုအစိုးရရဲ့ပြောစကားကတော့ယထာလန်ဟာတိုင်းရင်းသားစီးလုံးညီညွတ်ရေးကိုမြင့်တင်ပေးနိုင်လိမ့်မယ်လို့ဆိုပါရယ်။ဒါကတော့သူတို့အပြောပဲဖြစ်ပါရယ်။ဒီယထာလန်နိုင်ငံရေးဗျူဟာကိုသူတို့တုံးတာဒါပထမဆုံးအချိန်မဟုတ်သေးပါဘူး။လွတ်လပ်ရေးကြိုးပမ်းလှုပ်ရှားမှုအတွက်ရှင်ကျင်းထက်တောင်ပိုပြီးလူတိများတဲ့တိဘက်ဒေသဟာလူဦးရေနေပါပြီးမြင့်မားတဲ့တောင်တန်းတွေကြောင့်တရုတ်နိုင်ငံမှာယထာလန်မရှိတဲ့နောက်ဆုံးဒေသပဲဖြစ်ပါရယ်။ ်မဟုတ်အစိုးရဟာတိဘက်ကိုတရုတ်ပြည်မကြီးနဲ့ပုံနီးဆက်အောင်လှုပ်ဆောင်ခြင်းခဲ့တာပါဒါကြောင့်မယ်အခုဆိုရင်ဘေကျင်းကတိဘက်ဒေသလာဆာမြို့ကို၄၈နှစ်အရွယ်အတွင်းကမ္ဘာအမြင့်ဆုံးယထာလန်ပေါ်မှာဓာတ်ရိုက်ပြေးဆွေးလျက်ရှိနေတာပဲဖြစ်ပါတယ်။အဲ့ဒီယထာလန်ဟာအမြင့်ပေ16640ပေအထိရှိတဲ့အတွက်ခရီးသည်တွေကိုဓာတ်ရိုက်အောက်ဆီဂျင်ပေးဖို့လိုအပ်တာပဲဖြစ်ပါတယ်။ဟောင်ကောင်ကိုပြေးဆွေးတဲ့ယထာလန်တောင်မှပဲကိုပါအုပ်ချုပ်ခွင့်ရအထူးဒေသဖြစ်တဲ့ဟောင်ကောင်ကိုတရုတ်ပြည်မကြီးတို့ထပ်မံပေါင်းစည်းမဲ့ဗဟုအစိုးရရဲ့ရည်မှန်းချက်လည်းဖြစ်ပါတယ်။ ဟောင်ကောင်ကိုပြေးဆွေးတဲ့အမြန်ရထားလမ်းတွေဟာရှင်ကျင်းကိုပြေးဆွေးတဲ့ရထားတွေထက်ပိုပြီးတော့အရေးပါအရာရောက်ပြီးအကျိုးရှိပေမဲ့ဟောင်ကောင်အစီကံဥပဒေကအာမခံထားတဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကိုထိပါလာတဲ့အတွက်ဟောင်ကောင်သားအများအပြားဟာဝန်ဆောင်မှုအသစ်ကိုလှိုက်လိုက်လေးလေးကြိုဆိုခြင်းမရှိပါဘူး။အဓိကအငင်းပေါ်စရာအချက်မှာအဲ့ဒီအချက်မဟုတ်ပဲဟောင်ကောင်ဘူဒာယုံမှာတရုတ်ပြည်မကြီးကလုံးဝရှုတ်ကင်ထားတဲ့နေရာတစ်ခုရှိပြီးတော့သင်ဟာဟောင်ကောင်ကနေရထားမထွက်ခင်ကလေးကဘူဒာမှာနိုင်ငံအကူအပြောက်ကိစ္စတွေကိုဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။အဲ့ဒီအတွက်သင်ဟာဘူဒာကို၄၅မိနစ်စောပြီးရောက်နေရမှာပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာမြေနှုတ်မြင့်ပြီးတော့ထိရောက်တဲ့ရထားနဲ့권ရက်တွေတိဆောက်ပြီးတော့ခွေထွက်ရှင်နေတဲ့သူတွေကိုတော့မှပေါင်းစည်းထားပြီးတော့အခြားနိုင်ငံကြီးတွေလိုပုံမအားကောင်းလာနိုင်ပါမလားသူတို့ရဲ့ရည်ရွယ်ချက်ကဘာပဲဖြစ်ဖြစ်တရုတ်နိုင်ငံဟာသူတို့ရဲ့မြေနှုတ်မြင့်ရထားနဲ့권ရက်ကိုတခြားနိုင်ငံတွေထက်ပိုပြီးထိရောက်စွာတိဆောက်ထားနိုင်တာအထင်အရှားပါပဲနိုင်ရှင်ရမယ်ဆိုရင်ဒါဟာကယ်လီဖိုးနီးယားရဲ့ဆန်ဖရန်စကိုကနေလော့စ်အိန်ဂျလိစ်သို့အမြန်ရထားလမ်းအတွက်အစီအစဉ်ပဲဖြစ်ပါတယ်အဲ့ဒီလည်းအခုချိန်မှာတိဆောက်စေအစောပိုင်းအဆင့်မှာရှိနေပြီးတော့2029ခုနှစ်မှာဖွင့်လှစ်နိုင်ဖို့မျှော်မှန်းထားပါတယ် ဒီယထားလင်းရဲ့အမြင်နှုံးကတရုတ်ပြည်ကအမြင်ထားလင်းအမြင်နှုံးနဲ့အတူတူပါပဲဒါပေမဲ့ကော်ရှားတော့တဲ့အဓိကအချက်ကကုန်ကျစရိတ်ပါကယ်လီဖိုးနီးယားရှိအမြင်ထားလင်းဟာ920မိုင်ရှီလီယားမှာဖြစ်ပြီးခန့်မှန်းအမေရိကန်ဒေါ်လာ80ဘီလီယံကုန်ကျမှာပဲဖြစ်ပါတယ်ယထားလင်းတမိုင်အတွက်ဒေါ်လာ148တန်းကုန်ကျမှာပဲဖြစ်ပါတယ်အခြားတစ်ပတ်မှာတော့တရုတ်တွေဟာသူတို့ရဲ့အမြင်ထားလဲကွန်ရက်တွေကိုတမိုင်ကိုဒေါ်လာ30ပဲအကုန်ကျခံတည်ဆောက်နေတာပါ တရုတ်ပြည်မှာအလုံသမားစရိတ်နေတယ်လို့ယထာလန့်ဟာမြေရော်ကျေးနေတဲ့ကျေးလက်ဒေသကိုဖျက်ဆီးတော်တာကြောင့်လို့ဆိုပေမဲ့အဓိကကြပြီးအထင်ကြီးစရာအချက်ကတော့သူတို့ဟာအမြန်ထားလန့်ရဲ့အစိပ်ပိုင်းအလုံးကိုတနေရာတွေမှာအမြောက်အများထုတ်လို့နိုင်ပြီးအလွယ်တကူရွှေ့ပြောင်းတက်ဆင်တီဆောက်နိုင်တဲ့အစိပ်ပိုင်းတွေနဲ့တီဆောက်ခဲ့တာပဲဖြစ်ပါတယ်သူတို့ဟာတောင်ကြားကူယထာလန်တွေဥမင်လိုက်ခေါင်းတွေလိုဈေးကြီးတဲ့အစိပ်ပိုင်းတွေကိုတောင်မှပဲဒီလိုနီးတဲ့အစိပ်အပိုင်းတစ်ခုစီထုတ်လုပ်ကရှိတ်ဆက်တိဆောက်ထားတာပါ လုံးဝကိုတရုတ်နီးတရုတ်ဟန်အစင်းနဲ့အမှန်ရထားလမ်းတွေကိုဈေးပေါ်ပေါ်နဲ့တိဆောက်ထားတာပါ။တရုတ်ရဲ့အနောက်အုပ်စုတွေဖြစ်တဲ့ American, Canada, Austria, New Zealand နဲ့ Britain တို့ကြားကအဓိကကွာခြားတဲ့အချက်ကတော့တရုတ်နိုင်ငံမှာအမြန်ထားလဲဟာအစိုးရရဲ့ဦးစားပေးလုပ်ငန်းတွေထဲမှာထိတ်ဆုံးကရှိနေတာပဲဖြစ်ပါတယ်။သူတို့ရဲ့အန်အောစရာကောင်းတဲ့အစိုးရဖွဲ့စည်းပုံအရနီလင်းပေါင်းများစွာနဲ့တရုတ်ဟာသူတို့ရဲ့အမြန်ရထားလဲကွန်ရက်ကိုဖော်ဆောင်ရာကနေအမြန်အစွန်းဆိုတာထက်လူမှုအကျိုးပြုမှုကိုရရှိခဲ့တယ်လို့ဆိုပါတယ်။ အမြန်ရထားလဲဟာအစာအတီကတင်ယူပို့ဆောင်ရဲ့နီလန်တစ်ခုဖြစ်တဲ့လေရန်လိုင်းတွေလို့အမျက်အစွန်မရပေမဲ့အမျက်အစွန်ကိုရှုံကုံတုံးတက်ရမှာလူမှုရဲ့အကျိုးအမျက်တွေပြည်သူတွေရဲ့လူနေမှုအဆင်အပန်းမြန်မာလာမှုတွေကိုပါမဖြစ်မနေထိတွန်းစဉ်းစားရမှာပဲဖြစ်ပါတယ်။ ဥပမာအဖြစ်ဆိုရင်ဆန်ဖရန်စကိုကနေလော့စ်အင်ဂျလိအမြင်ထားလဲအတွက်ဆိုရင်ကာဗွန်ထုတ်လွှတ်မှုနေပါခြင်းလုံသားထုတ်လွှတ်မှုစွမ်းအားမြင့်မားခြင်းနဲ့လမ်းပေါ်ရှိလူနည်းစုတွေအသေးအပြောက်နေပါခြင်းမှရရှိတဲ့လူမှုရေးအကျိုးအမြတ်တွေဟာတစ်နှစ်မှာအမေရိကန်ဒေါ်လာသန်း440နဲ့ညီမျှတယ်လို့လေးလာမှုတစ်ခုကတွေ့ရှိခဲ့ပါတယ်။နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ China Railway Corporation ဟာအမြင့်အစွန်းနေသလိုအကျိုးအမြောက်များရှိပြီးအစိုးရထောက်ပံ့ငွေနဲ့လေပတ်နေရပေမဲ့တရုတ်လူမျိုးတွေအတွက်တော့အကျိုးကျေးဇူးများစွာရှိနေတာပဲဖြစ်ပါတယ်။ အမြင်ရထားတဲ့ဟာဘေကျန်းရှန်ဟိုင်းကွန်ကျိုးမြို့ကြီးတွေလိုဈေးကြီးတဲ့မြို့တွေမှာနေထိုင်ဖို့မတဲနိုင်တဲ့သူတွေကိုဈေးသက်တာတဲ့ဆင်ခြေပုံးတွေကလည်းအမြင်ရထားတဲ့အရှိန်တို့အတွင်းအလွယ်တကူတွာလာနိုင်အောင်ကူညီနေတာပဲဖြစ်ပါတယ်အမြန်ရထားလမ်းကြောင်းမှာအခုဆိုရင်ရှန်ဟိုင်းကိုတနအီအတွင်းရောက်အောင်သွားနိုင်သူ85သန်းရှိနေပြီဖြစ်ပါတယ်။အကြီးဆုံးမြို့ပြတွေဟာတဖြည်းဖြည်းကြီးထွက်လာနေပြီးတော့မြို့ကြီးတွေအတွက်ဆိုရင်သူ့ရဲ့အရွယ်အစားဟာသူ့ရဲ့ပါဝါပဲဖြစ်ပါတယ်။ အာရှရဲ့အကြီးဆုံးမြို့ကြီးတွေကိုဆက်သွယ်ထားတဲ့ဒီရထားလိုင်းတွေဟာကမ္ဘာပေါ်မှာအမျက်အစွန်းအများဆုံးရထားလိုင်းတွေဖြစ်ပြီးတော့တရုတ်နိုင်ငံမှာနေထိုင်ရတာပိုမိုလွယ်ကူအဆင်ပြေလျှော့မွေ့အောင်ဆောင်ရွက်ပေးနေမှာဖြစ်ပါတယ်။ဒီနေရာမှာမေခွန်းထုတ်စရာတစ်ခုကတော့မြို့ငယ်လေးတွေကိုဆက်သွယ်ထားတဲ့အမြန်ရထားလိုင်းတွေဟာလာမယ့်စီဇူးနှစ်တွေအတွင်းမှာရောအရေးပါလာမှာလားအသုံးတက်လာမှာလားဆိုတာပဲဖြစ်ပါတယ်။ မြို့ကြီးတွေကိုတဖြောင်းတည်းဆက်တည်ခြင်းနဲ့အတွက်ဂျာမန်ရှိတဲ့တချို့မြို့ငွေတွေရဲ့ဘူဒါတွေဟာမြို့နဲ့မိုင်းဆေးရှိဝဲတဲ့ကျေးလက်ဒေသတွေမှာရှိနေတတ်ပါတယ်။ဥပမာအနေနဲ့လူဦးရေတသန်းနီးပါးနေထိုင်တဲ့ဟန်ရမ်းမြို့အတွက်ဘူဒါယုံဟာမြို့အလီကနေပြီးတော့ကားနဲ့၄၅မိနစ်ခန့်သွားရမယ့်အကော်အဝေးမှာတည်ရှိနေတာပါ။ဘူဒါယုံတဝိုက်မှာဖွင့်ဖြိုးလာဖို့တော့မျှော်လင့်လို့ရပါတယ်။ဒါပေမဲ့ဒီယထားလင်းကွန်ရဲ့တိဆောက်ပုံဟာယထားစီးနေရခြင်းကိုတိုးတောင်းစေပေမဲ့ယထားမရှိခင်တဲ့ယထားဘော်ကဆင်းချိန်မှာအချိန်များစွာကုန်စင်မှာဖြစ်ပါတယ် ဒါကအမြင်ရထားလဲရဲ့အကျိုးကျေးဇူးကိုရော့ချစေမှာဖြစ်ပါတယ်။ရှုံပြောရရင်တရုတ်နိုင်ငံဟာသူတို့နိုင်ငံရဲ့အနောက်ဖက်ဒေသတွေကိုဆက်တွေ့ဖို့အတွက်လူနေကျေးပတဲ့ဒေသမှာအမြင်ရထားလဲအရှိကြီးကိုပထမဆုံးဖောက်လုပ်ခဲ့တဲ့နိုင်ငံပဲဖြစ်ပါတယ်။ဒါပေမဲ့အရှေ့ဘက်ပိုင်းမှာတော့ဒီရထားလင်းတွေဟာနိုင်ငံရဲ့စီးပွားရေးအင်အားကြီးထွားလာအောင်ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ဒီအချက်ကတရုတ်နိုင်ငံကိုကမ္ဘာအရှမ်းသာဆုံးနိုင်ငံတွေနဲ့အမိလိုက်နိုင်ဖို့အရှိန်မြှင့်ပေးနေတဲ့အကြောင်းရင်းများစွာတွေကတစ်ခုပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာအမြန်ရထားလမ်းတွေဖောက်လို့ရမှာတီထွန်ဆန်းသစ်တဲ့နေပညာတွေနဲ့ပုံကျစရိတ်နေနေပဲအသုံးပြုပြီးရထားလမ်းတွေကိုတိဆောက်နေတာပါဒါပေမဲ့အမြန်ရထားလမ်းတိဆောက်မှုမှာတရုတ်နိုင်ငံထိတ်ဆုံးရောက်နေရတဲ့အကြောင်းရင်းကတော့အခြားနိုင်ငံတိုင်းလိုလိုဟာရထားလမ်းတိဆောက်ရေးမှာတရုတ်လိုမျိုးမြန်မာတဲ့နိုင်ငံရေးဆန္ဒမရှိခြင်းကြောင့်ဖြစ်နိုင်ပါတယ်တရုတ်နိုင်ငံရဲ့ရထားလမ်းတည်ဆောက်မှုတွေဟာသူတို့ရဲ့နိုင်ငံရေးဆန္ဒကိုအမှန်ပဲဖြစ်စည်းပေးနိုင်မလားဒါမှမဟုတ်မလုပ်နိုင်ဘူးလားဆိုတာတင်းရဲ့အမြင်ကို comment မှာဝင်ရောက်ထွေးနေတော်လို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ပါ